မင်္ဂလာညချမ်းပါရှင်2025ခုနှစ်အောက်တိုဘာလ16ရက်နေ့ရေဒီယို NUG ရဲ့ညပိုင်းပြည်တွင်သတင်းတွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးတင်ပြပေးမယ့်သတင်းကတော့ဆေးဥစုကမြန်မာပြည်သူတွေငမုတ်အောင်ထားပြီးညံ့ခံစေတဲ့ဤအုံပြုနေတာကိုနိုင်ငံတကာတိုင်းဝိုင်းနေနဲ့လက်ပိုက်ကြည့်မနေတင်ဘူးလို့ဦးကျော်မိုးထွန်းပြောကြားတဲ့သတင်းပဲဖြစ်ပါတယ်။ဆေးဥစုကမြန်မာပြည်သူတွေငမုတ်အောင်ထားပြီးညံ့ခံစေတဲ့ဤအုံပြုနေတာကိုနိုင်ငံတကာတိုင်းဝိုင်းနေနဲ့လက်ပိုက်ကြည့်မနေတင်ဘူးလို့ ကုလဆိုင်ရာမြန်မာတမတ်ကြီးဦးကျော်မိုးထွန်းကပြောကြားလိုက်ပါတယ်။ကုလသမဂ္ဂလူမှုရေးလူသားချင်းစာနာထောက်ထားမှုနဲ့ညီချင်းမှုရေးရာကော်မတီမှာစာနယ်ခါရရှိခွင့် right to food နဲ့ပတ်သက်လို့ပြန်လည်ဆွေးနွေးရမှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမတ်ကြီးဦးကျော်မိုးထွန်းကအခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလမှာစေအောင်စုရဲ့မတရားဆ ਿਆ နာသိမ်းမှုရဲ့နောက်ဆက်တွဲစိုးကြိုးရလဒ်တွေဟာအလွန်ဆိုးရွားပြီးစာနယ်ခါရရှိခွင့်ဟာလည်းပြိုလဲသွားတယ်လို့ မြန်မာတမတ်ကြီးကစီဝေးတက်ရောက်လာသူတွေကိုရှင်းပြခဲ့ပါတယ်။2025ခုနှစ်မှာမြန်မာနိုင်ငံကလူဦးရေ15တသမ2တန်းခန့်ဟာရေးပေါ်စာနေအခါမလုံလောက်မှုနဲ့ရင်ဆိုင်နေရပြီး3တသမ5တန်းသောပြည်သူတွေဟာပြည်တွင်းကနေနေရဆုတ်ခွာထွက်ပြေးတန်းရှောင်နေရတယ်လို့လည်းသိသိခဲ့ပါတယ်။ဒီလိုချင်းဒီမှာဆေးအုပ်စုဟာအကူအညီပေးအပ်လာတဲ့ထောက်ပံ့မှုတွေကိုတားမြစ်ပေးဆိုတာလူသားချင်းစာနာထောက်ထားမှုအကူအညီပေးသူတွေကိုဟန်တာကန်တတာလေယာဉ်မြင်နဲ့စိုက်ပျိုးရေးသုံးပစ္စည်းကိရိယာတွေကို ဒီကြောင့်ကနေတိုက်ခိုက်ဖြစ်စေတာလက်နက်ကြီးတွေနဲ့တိုက်ခတ်ဖြစ်စေနေတာကြောင့်ခြေနေတွေပိုပြီးဆိုးရွားစေခဲ့တယ်လို့လည်းရှင်းပြခဲ့ပါတယ်။စီယုစုဟာသူတို့ကိုဂျိုအတွက်နိုင်ငံတော်ဝင်ငွေကိုလက်နက်ခင်းရဝယ်ယူဖို့တုံးချနေတယ်လို့ကုန်စည်စီးဆင်းမှုတွေကိုထိန်းချုပ်ဖို့နဲ့ကုန်ပစ္စည်းရှားပါမှုကိုအကြောင်းပြပြီးအငြင်းထုတ်ဖို့စီယုစုနဲ့နှိစက်တဲ့ခရိုနီတွေကိုခွင့်ပြုပေးထားတယ်လို့လည်းမြန်မာတမတ်ကြီးကထောက်ပြပြောဆိုခဲ့ပါတယ်။ရဟမြမပြည်သူတွေစနေကာရရှိပိုင်ခွင့်ကိုစေုပ်စုကစနစ်တကျလုံဆောင်နေတာဖြစ်တဲ့အတွက် ဒီပြဿနာကိုကုလသမဂ္ဂနဲ့နိုင်ငံတကာအတိုက်အဝန်နေနဲ့လက်ပိုက်ကြည့်မနေပဲချက်ချင်းရေးယူဆောင်ရွက်ဖို့ကုလဆိုင်ရာမြန်မာတမတ်ကြီးဦးကျော်မိုးထွန်းကတိုက်တွန်းပြောကြားခဲ့ပါတယ်။ကုလသမဂ္ဂလူမှုရေးလူသားချင်းစာနာထောက်ထားမှုနဲ့ရည်ကြည်မှုကော်မတီရဲ့စာနယ်ခါရရှိခွင့်နဲ့ဆက်လျင်းနဲ့ပြန်လည်ဆွေးနွေးပြောကြားမှုအစီအစဉ်မှာအစီရင်ခံစာတင်သွင်းသူ မစ္စတာမစ်ချယ်ဖက်ကီဟာကမ္ဘာစားနယ်ကာစနစ်ကိုထိန်းချုပ်ခြင်းကြောင့်ဖြစ်ပေါ်နေတဲ့ဆိုးကျိုးတွေကိုထောက်ပြခဲ့ပြီးကျူးလွန်နေတွေကိုတပ်ဆိုင်ရာဥပဒေတွေအတိုင်းတာဝန်ခံစေပြီးပြည်သူတွေရဲ့စားနယ်ခါရရှိခွင့်အခွင့်အရေးကိုလေးစားကြဖို့အကြံပြုဆွေးနွေးခဲ့တယ်လို့သိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ကုလသမဂ္ဂအုပ်ချုပ်ရေးနှင့်ဗဏ္ဍာရေးကော်မတီအနေနဲ့2026ခုနှစ်ဘတ်ဂျက်မှာသက်ဆိုင်ရာရုံးတွေကိုလုံလောက်တဲ့ရမငွေခွဲဝေချထားပေးဖို့မြန်မာသံမကြီးတိုက်တွန်းတဲ့သတင်းဖြစ်ပါတယ်။ ကုလသမဂ္ဂအုပ်ချုပ်ရေးနှင့်ဗဏ္ဍာရေးကော်မတီအနေနဲ့2026ခုနှစ်ဘတ်ဂျက်မှာအဆိုင်ရာရုံးတွေကိုလုံလောက်တဲ့ရမငွေခွဲဝေချထားပေးဖို့မြန်မာတမက်ကြီးဦးကျော်မိုးထွန်းကတိုက်တွန်းပြောကြားလိုက်ပါတယ်။အကြံ80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံအုပ်ချုပ်ရေးနှင့်ဗဏ္ဍာရေးကော်မတီရဲ့2026ခုနှစ်အတွက်ကုလသမဂ္ဂပုံမှန်ဗဏ္ဍာငွေအဆိုပြုမှုခေါင်းစဉ်အောက်ကကျင်းပတဲ့ထွေထွေဆွေးနွေးမှုစီစဉ်မှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမက်ကြီးဦးကျော်မိုးထွန်းကတိုက်တွန်းပြောကြားလိုက်တာဖြစ်ပါတယ်။ ဂျမ်ဘစီယုစုဟာတရားမဝင်ဆ ਿਆ နာတိမ်မိချိန်ကစပြီးလင်းနစ်ကျော်အတွင်းဆိုးရွားဆုံးနဲ့ရဲဆက်ဆုံးဂျမ်းဖတ်မှုတွေကိုဇက်တိုက်လှုပ်ဆောင်နေတာကြောင့်စာတင်ကျောင်းတွေစေယုံနေနဲ့ဘာသာရေးဆောင်ဝင်တွေပါဝင်နေဆောင်ဝင်ပေါင်းတသိန်းကျော်ပြည့်စည်ခဲ့ရတယ်လို့ဇူလိုက်ပြွန်လိုက်တက်ဖြတ်မှုပေါင်း452ကျိန်ရှိခဲ့တာကြောင့်ကလေးသင်ငယ်တွေပါဝင်အရက်သား4963ဦးတက်ဖြတ်ခံခဲ့ရတာကိုမှတ်တမ်းတင်ထားပြီးဖြစ်တယ်လို့ဇီဝတရားလှသူတွေကိုမြန်မာသမက်ကြီးကရှင်းပြခဲ့ပါတယ် မြန်မာနိုင်ငံဆိုင်ရာလိုလတ်တော်စုံစမ်းစစ်ဆေးမှုရန်ရာ WIWM ကနောက်ဆုံးထုတ်ပြန်ခဲ့တဲ့စီရင်ခံစာမှာဆိုရင်လဲစေအုပ်စုရဲ့အကြမ်းဖက်လုပ်ရတွေဟာလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့စစ်ရာဇဝတ်မှုမြောက်တယ်ဆိုပြီးအလေးထားဖော်ပြထားတယ်လို့လည်းထောက်ပြထားပါတယ်။ကုလသမဂ္ဂတွင်းရမှုချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်မြန်မာနိုင်ငံလူခွင့်ရေးခြေနေဆိုင်ရာကုလသမဂ္ဂအထူးစီရင်ခံစာတင်သွင်းသူနဲ့ WIWM တို့ရဲ့လုပ်ငန်းဆောင်ရွက်ချက်တွေနဲ့သူတို့တန်တွင်ဟာအလွန်အရေးကြီးတယ်လို့လည်းအသိပေးပြောကြားခဲ့ပါတယ်။ သူတို့ရဲ့တင်ပြချက်တွေနဲ့လှုံ့ဆော်ချက်တွေဟာကုလသမဂ္ဂဖွဲ့ဝင်နိုင်ငံများနဲ့နိုင်ငံတကာတိုင်ဝန်ရဲ့အာရုံစိုက်မှုကိုရရှိတဲ့အတွက်ကျေးဇူးတင်စကားကိုလည်းမြန်မာတမန်ကြီးကတက်ဆက်တယ်ပြောကြားခဲ့ပါတယ်။ဒါပေမဲ့မြန်မာပြည်သူတွေရဲ့အသက်ကိုကယ်တင်မှုနဲ့ရတားတွေကိုကာကွယ်ဆောင်ရှောက်ဖို့ဆိုရင် ကုလသမဂ္ဂအနေနဲ့ထျောက်တဲ့ချက်ချင်းရေးယူဆောင်ရွက်မှုတွေလိုအပ်နေသေးတယ်လို့လည်းထောက်ပြပြောဆိုခဲ့ပါတယ်။ပြက်ကွက်တာမျိုးမရှိတဲ့တော့ပဲသူတို့ရဲ့လုပ်ပိုင်ခွင့်တွေကိုတိတိယယအကောင်အထည်ဖော်နိုင်ဖို့ကုလသမဂ္ဂအထုပ်ရင်းနဲ့ဗန်နာရေးကော်မတီအနေနဲ့2026ခုနှစ်ဘတ်ဂျက်မှာ သက်ဆိုင်ရာယုံတွေကိုလုံလောက်တဲ့ရမငွေဖွဲ့ဝေစထားပေးဖို့မြန်မာတမက်ကြီးဦးကျော်မိုးထွန်းကတိုက်တွန်းပြောကြားခဲ့ပါတယ်ရှင်။ခုနောက်ဆုံးတင်ပြမယ့်သတင်းကတော့ဂျမစစ်တပ်ရဲ့အန်ရဲ့အပေးနိုင်ဆုံးလေတပ်စခန်းနဲ့လေရင်အမျိုးအစားတွေကို EAR ထုတ်ပြန်တဲ့သတင်းဖြစ်ပါတယ်။ဂျမ်ဘတ်စစ်တပ်ရဲ့အနေနဲ့ပေးနိုင်ဆုံးလေတပ်စခန်းနဲ့လေရင်အမျိုးအစားတွေကိုဝေဟင်သတင်းဌာနတစ်ခုဖြစ်တဲ့ပြည်သူ့အတွက်ဝေဟင်သတင်း EAR အဖွဲ့ကဒီနေ့အော်တိုဘားလ18ရက်မှာထုတ်ပြန်လာပါတယ်။ EAR ကနေမြန်မာစစ်တပ် MAF ရဲ့ ပြည်နယ်နဲ့ယူနစ်တိုင်းဒေသအလိုက်လေကြောင်းတိုက်ခိုက်လေးရှိတဲ့အနေအပေးနိုင်ဆုံးဒေသလေးစိမ့်နဲ့လေရင်မျိုးစားတွေကိုပုံနည်းနဲ့တကွထုတ်ပြန်လာတာဖြစ်ပါတယ်။ဒီချက်လက်တွေကိုလေကြောင်းစောင့်ကြည့်ထောက်လိုင်းမှာလေနစ်ကြော်ကြာလှုံ့ဆော်လာခဲ့တဲ့ EAR ဖွင့်တဲ့သူဒီပြည်မှာရှိတဲ့ဒေသလေကြောင်းကိန်းအောင်ဖွဲ့တွေနဲ့ပူးပေါင်းပြီးပြည်သူစစ်စစ်ထားတယ်လို့ဆိုပါတယ်။ခုထုတ်ပြန်ချက်ဟာနေစဉ်လေကြောင်းရဲ့အင်စာနီယာသူတွေလေကြောင်းစောင့်ကြည့်ရေးဖွဲ့ကလူတွေအတွက်အစိမ့်သက်သက်မဟုတ်ပေမဲ့ ။အမှန်ရက်သားပြည်သူတွေလေကြောင်းတိုက်ခတ်မှုနဲ့တွေ့ကြုံရှိသူတွေဒေသလေရင်အချက်အလက်တွေနဲ့မြင်းနှီးကြသူတွေအတွက်ဒီကရည်ရွယ်တယ်လို့သိပေးထားပါတယ်။ဒီနယ်နဲ့တိုင်းလိုက်သိထားရမယ့်တက်လေစိတ်တွေနဲ့ဘယ်မျိုးကနေကိုယ်စီဥတီလာနိုင်တယ်လဲဆိုတာရဲ့ဒေသတွေမှာဘယ်လိုလေရင်မျိုးတွေအဓိကသုံးများနေတယ်လဲစာရာတွေလေ့လာပြီးသုံးချနိုင်မှုအတွက်အဓိကရည်ရွယ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အလဲပိုင်းညာဒေသတွေဖြစ်တဲ့စကိုင်းမကွေးမန္တလေးဟာပထဝီဝင်အနေအထားအရဂျမစစ်တပ်ရဲ့လေတပ်တွေဗဟိုပြုတည်ရှိရာနေရာတွေဖြစ်ပြီးပင်မအသက်သွေးကြောလဲဖြစ်နေတဲ့အတွက်ခြားပြည်နယ်နဲ့တိုင်းတွေနဲ့နှိုင်းရှင်လိုက်ရင်လေရင်ကိုရှောင်ရှားနိုင်မှုပြင်ဆင်ခြင်းဟာမိနစ်နှဲငယ်သာရနိုင်ပြီးမြေမျက်နှာသွေးမြင့်အနေအထားအရလဲတောင်မော်တောင်နှမ်းဒေသတွေလိုမဟုတ်ပဲမြေပြတ်မြေမြင့်ဒေသဖြစ်နေတဲ့နာကြောင့်လေရင်မျိုးစားများစွာရဲ့ကြီးမားတဲ့အနေကိုရည်စင်တဲ့အမြချင်းချောက်ခံနေရတယ်လို့ဆိုထားပါတယ်။ဒါအပြင်2021ကနေဒီနေ့အထိ တောင်လိုင်းအင်အားအကောင်းဆုံးနံမြေဒေသတွေဖြစ်ခဲ့တာနဲ့အတူစစ်တပ်စုမိုးထိန်ချုပ်နိုင်စွာဂျော်နယ်ဆောက်ရုပ်လာတာနဲ့အမျှဒီကြောင့်တိုက်ခိုက်ခံရမှုအမြင့်ဆုံးဒေသတွေလည်းဖြစ်လာခဲ့တယ်လို့သိရပါတယ်အဲ့ဒီဒေသတွေမှာစစ်တပ်ဘက်ကနိုင်ငံရေးစည်ရေးကုန်တိုက်ခါကြဆင်းလာခဲ့ပေမဲ့ခုနှစ်မှာကျင်းပမဲ့ဟန်ပြရွေးကောက်ပွဲအတွက်တံပြန်ထိုးစစ်စင်နာတွေလှုပ်လာပြီးရပ်ဘက်ပြစ်မှတ်တွေဖြစ်တဲ့စာတင်ကြောင်းစေယုံစစ်ဆောင်စခန်းဖုန်ကြီးကြောင်း ညာဒီပွဲတော်စားတဲ့ထိခိုက်မှုအများဆုံးရှိနေတဲ့ညာဒေသတွေကိုလေကြောင်းတိုက်ခတ်မှုတွေပိုလုလာနိုင်တယ်လို့ဝေဟင်သတင်း EAR အဖွဲ့ကသတိပေးထားပါတယ်။ဒီနယ်တွေထဲမှာဆိုရင်ကီနီပြည်၊ရှမ်းတောင်၊ရှမ်းမြချင်းပြည်နယ်နဲ့ပခိုင်ပြည်နယ်တို့ဟာရက်သားထိခိုက်မှုအများဆုံးပြည်နယ်တွေဖြစ်တယ်လို့စစ်တမ်းတွေအရသိရပါတယ်ရှင်။အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတော့ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။